ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပြည်သက်များအားလုံးပဲမင်္ဂလာပါမနေ့ကကစားသွားတဲ့ပရီးမီးယားလိပွဲတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒါပြောင်းပြောင်းပြောသွားဖို့ရှိပါတယ်ကျွန်တော်ဒါတင်ဆက်တဲ့ချိန်လေးကတော့ဒါနည်းနည်းလေးနောက်တော့ကြာနေပေါ့လေဒါပဲလေကြိုးစရာဖြစ်သွားတာတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့တရားကြီးအတွင်းမှာလုံးဝ ဒါအန်တင်စရာကောင်းလောက်တဲ့ရှုံးပွဲပမာဏတစ်ပတ်မှာ Chelsea က2025ခုနှစ်ထဲမှာ Premier League အင်္ဂလိပ်ပွဲစဉ်တွေမှာဆိုရင်နိုင်ပွဲတွေတော့ရမှတ်တွေတော်တော်ကြီးကိုပဲအားရစရာခေါလောင်စုဆောင်းနိုင်ခဲ့တယ်။နိုင်ပွဲကြောင့် Chelsea ကတော့ဒါလက်ချံပွဲစဉ်မှာ Nottingham Forest ကိုသူတို့အနိုင်ကစားလက်ယုံနဲ့တခြားပွဲရလဒ်တွေကိုဘာမှကြည့်စရာမလိုပဲနဲ့ Champions League ဝင်ဖို့ရနိုင်မှာဖြစ်ပါတယ်။ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှဒါထုံးစံတိုင်းမှာပဲကျွန်တော်နဲ့စီတူကနေပြီးတော့မှပြန်ပြောင်းပြောသွားဖို့ရှိပါတယ်ခင်ဗျ။ စစ်သမီးမင်္ဂလာပါကြီးမင်္ဂလာပါကိုအဲ Chelsea နဲ့ Manchester United ပွဲပေါ့လေပုံမှန်ဆိုရင်တော့ဒီတက်မကပို့ပြီးတော့မှဒါအများကြီးစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်မျိုးပါ Premier League မှာဆိုရင်တကယ်ဒါ fixes ပေါ့နော် traditional fixes တွေမှာပါတယ် traditional pick four မှာလည်းပါတယ်ပြိုင်ပွဲတွေပါပဲဒါလောလောဆယ်မှာတော့ Manchester United ကဒါ Europa League ပို့လို့ပွဲကစားဖို့ရှိတဲ့အခြေအနေရဲ့ အခြေအနေကြောင့်ပေါ့လေဒါပြိုင်ဆိုင်မှုကတော့အရန်ကြီးတော့ပြင်းထန်ခဲ့တဲ့အခြေအနေတော့မဟုတ်ဘူးချယ်ဆီကတကူကူမရှိနဲ့အနိုင်ရသွားတယ်ဒီနိုင်ပွဲမှာဒါစီတူဘာရီမြန်ဒါပြောစရာရှိမယ်လို့ထင်တယ်လို့ညီပြောချင်တဲ့အကြောင်းပါလေးတွေစပြောမှပြောပြပါဦးညီဟုတ်ကဲ့ဗျဒီယူပါလိရှိပေမဲ့လည်းမန်ချက်စတာယူနိုက်တက်က သူတို့ရဲ့တုံးလို့ရနိုင်တဲ့အတောင်တင်းဆုံးပုံစံတုံးလာတယ်မော်ရင်အနေနဲ့ဒီယူပါလိမတိုင်ခင်မှာသူ့အသင်းကိုဒီရန်စလေးတစ်ခုပေါ့နော်ရန်စလေးတစ်ခုပုံစံလေးတစ်ခုရရှိအောင် တိဆောက်ခြင်းနဲ့သဘောမျိုးတွေ့ရတယ်ပြီးတော့ကစားဟန်အားဖြင့်ဆိုရင်တော့ပထမပိုင်းမှာမစိုးလာအောင်ယူနိုက်တက်ကစားသွားတာဒါပေမဲ့နောက်ဆုံးမှာတော့ဒီခန်စစ်ရဲ့ပေါ်ရုံမှုတချို့ကြောင့်ရှုံးနေခဲ့တယ်ဗောနော်အဲ့တော့ပွဲကိုကြည့်မယ်ဆိုရင်ပွဲအစပိုင်း7မိနစ်လောက်ကချက်စီရကောင်းတယ်တော်တော်လေးဒီ promising တော်တော်လေးဖြစ်ပြီးတော့တခုလုံးပြရတော့မယ်ဆိုတဲ့အတွင်းပြဒါပေမဲ့အဲ့ဒီနောက်ပိုင်းကစားပြီးယူနိုက်တက်ကပွဲကိုပြန်ပြီးတော့လွှမ်းမိုးသွားခဲ့တာမြင်ရဒါတော်တော်လေးထူးဆန်းပြောမယ်ဆိုရင် ချယ်ဆီရဲ့ခံစစ်ကိုအားလုံးစိုက်တာကြောင့်လည်းပါတယ်ဒါပေမဲ့ယူနိုက်တက်အနေနဲ့ဘာပြောရောချယ်ဆီလိုအတင်းတို့လိုမျိုးအဲဒီထိန်းချုပ်မှုပြနိုင်တာကဒါတို့ရဲ့အပေါင်းလက္ခဏာတစ်ရက်ဖြစ်တယ်ဒါပေမဲ့အဲဒီဒုတိယပိုင်းမှာတော့တဖြည်းဖြည်းနဲ့ပွဲချင်းကြာလာနေမြန်ချယ်ဆီရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့တယ်ဘိုင်းစ်စကာစီလိုတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့ပြီးတော့ယူနိုက်တက်အနေနဲ့ပွဲချင်းကြာလာလေးတွေလှုပ်ရှားမရှိလေးလေးဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ပွဲကတော့ဒီလောက်ပဲပြောစရာရှိပြီးတော့အမ်အရင် explosive ပေါ့နော်အသေးအံကန်တဲ့ပုံစံမျိုးကျွန်တော်တို့မမြင်ရဘူးပြီးတော့ Manchester United ရဲ့ကစားသမားတွေက လုံလောက်တဲ့တက်ကြွမှုမရှိဘူးအာသွန်ခွန်ဆိုင်ကစားတာမျိုးကျွန်တော်တို့မတွေ့ရဘူးဘောနော်ကစားသမားတိုင်းစီကမတွေ့ရဘူးချယ်ဆီကကြတော့ဘာပြဿနာရှိလဲဆိုတော့ချယ်ဆီတိုက်စစ်အထောင်ပြဿနာပေါ့လေအဲ့တော့ Tyrick Josh ကိုထားပြီးတော့အထောင်မှာကစားတယ်အဲ့တော့ Anzo Morisca က Josh ကို force nine bonus မဟုတ်ပဲね center attacking တယောက်အနေနဲ့ပေါ့နော် striker တယောက်အနေနဲ့ကစားတဲ့ပုံစံကတော်တော်လေး Josh တို့ကလောကကံတော်တော်လေးခက်ခဲပြီးတော့ လောကတပွဲတော့မှဂျိုင်းရဲဂျော့ချ်ကပျောက်သွားခဲ့တယ်အဲ့လိုပျောက်သွားခဲ့တဲ့တော့ချဲစီကလည်းတိုက်စစ်ကစားရတာအခက်အခဲတော်တော်လေးရှိသွားခဲ့တာမြင်ရတယ်ပြောမဆိုရင်ပွဲချိန်မိနစ်တော်တော်လောက်ဒီမိနစ်60လောက်ထိကိုနှစ်သင်းစလုံးကရင်ခုန်စရာကိုကန်သွင်းခွင့်နဲ့အများကြီးမဖန်တီးနိုင်ခဲ့တာလို့ကျွန်တော်တို့မြင်ခဲ့ရတယ်ရင်ခုန်စရာတွေကတော့ပြောမဆိုရင်မကွာရသွင်းခဲ့တဲ့ကိုလူချုံနေခဲ့တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပြီးတော့ဒီချဲစီအသင်းဘက်ကတော့ဒါကန်ကန်လိုက်တဲ့ကန်ချက်က ဒီ white line ရဲ့ left ကိုထိသွားခဲ့တဲ့ဖြစ်ရပေါ့เนาะအဲ့တော့ penalty တောင်းခဲ့ပြီမဲ့ penalty ကြီးက penalty အဲဒီမပေးခဲ့ဘူးပေါ့လေအဲ VAR ဖြစ်ရမှာ penalty ကြည့်ပြီးတော့မပေးခဲ့ဘူးပြီးတော့နောက် ပွဲချိန်နောက်ပိုင်းမှာလည်းဒါ Tyre George ကိုကိုနာနာဒီဆွဲလှည့်တဲ့ဆိုတော့ဖြစ်ရမျိုးမှာလည်း penalty ဖြစ်ရမျိုးမြင်တွေ့ခဲ့ရဒါပေမဲ့အမှလည်း penalty မပေးခဲ့ဘူးပေါ့လေအဲ့တော့အဲဒီ left hand ball ဖြစ်ရမှာတော့အနည်းငယ်လေး um ဘယ်လိုပြောမလဲအနည်းငယ်လေးအငင်းပွားချက်ရှိရပေါ့เนาะပေးလို့တချို့အချိန်တွေမှာပေးလိုက်တာမျိုးရှိတယ်ပေါ့လေအဲ့တော့ ဒီကဒီ short distance ပေါ့ကန်တဲ့နေရာနဲ့ထိသွားတဲ့လက်ထိသွားတဲ့နေရာနဲ့အရန်ကတ်နေတဲ့အခါမှာအဲဒီဘက်ကိုအလေးပေးပြီးတော့ကြည့်လိုက်တာပေါ့တကယ်တော့ခန္ဓာကိုယ်ရဲ့အပြင်ကတော့လက်ကနည်းနည်းလေးထွက်နေရတော့တွေ့ရတယ်အဲ့တော့ unnaturally bigger ဆိုတာကြောင့်ဒီခါလေးကျတော့ဒိုင်းလုံးကြီးရတဲ့သတ်မှတ်ရခက်တာပေါ့နော်ပုံမှန်မတက်ရက်နေတဲ့အခြေအနေမျိုးမှာထွက်နေရမှာပေါ့ဗျာ။ तू ကကာနေနဲ့ထွက်တာဆိုတော့လက်ကိုဘယ်လောက်ထိထွက်ရင်ဒီတဘာဝမကြတဲ့ထွက်တယ်နှုံးလဲ။ဘယ်လောက်ထိထွက်ရင်တဘာဝကြတဲ့နှုံးလဲဆိုတော့တွက်ရတာကျတော့ဒါ subjective ဖြစ်သွားပြီပေါ့လေ။အဲ့တော့ ဒိုင်ရဲ့ပုပ်ပလဒိဋ္ဌံဖြစ်သွားပြီအဲ့တော့ဒိုင်ရဲ့ဒီပုပ်ပလဒိဋ္ဌံကိစ္စမှာဒီပနတီဖြစ်ဖို့မလွန်လောင်ခြင်းမရှိဘူးလို့ဆုံးဖြတ်ခဲ့ရတော့ပနတီတော့မဖြစ်ခဲ့ဘူးအဲ့တော့ဒီဖြစ်ရလေတော့ပဲရှိပြီးတော့တကယ်ကန်သွင်းချက်နဲ့ဆိုင်တဲ့လွတ်တာတွေအသိမမြင်ခဲ့ရဘူး United ဘက်ကတော့ဒါအာမတီယိုလိုနဲ့မစ္စမောင်တို့ရဲ့တချို့ကစားပုံတွေဒီပြောမယ်ဆို inside forward နဲ့ live ဖတ်တဲ့ပုံစံလေးတချို့တော့တွေ့ရတယ် white line တော့တပွဲလုံးပုံနေခဲ့တယ်တော်တော်လေးဆိုရတယ်စွမ်းဆောင်ရည်လို့ white line တယောက်တည်းအနေနဲ့ဆိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီပွဲမှာ Chelsea ကတော့တည်ငြိမ်တဲ့ပုံစံထိနိုင်တယ် ယူနိုက်တက်ကတော့တဖြည်းဖြည်းနဲ့ပွဲတလျှောက်မှာတည်ငြိမ်မှုမရှိဘဲနဲ့ပွဲကျင်ကြတယ်ညံ့လေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဗျာ ပထမဒီကိုပုံမှန်ဆို Chelsea က right back မှာ Caicedo ကိုထားပြီးတော့မှဟိုဘယ်လိုပြောမလဲပုံမှန်သုံးနေကြပါတော့ Anfield လုပ်တယ်၊ Queen Lane မှာပေါင်းပြီးကစားတယ်ဒီလိုပုံစံလေးကနောက်ပိုင်း Chelsea နိုင်ပွဲရတဲ့အနေအထားမှာဆိုရင်အလုပ်ဖြစ်ခဲ့တဲ့ကစားခွက်အခင်းကျင်းလို့ပြောလို့ရတယ်မင်းတို့ကကစားသွားတဲ့ပွဲစဉ်မှာတော့ဒါ Rich Jane ကဒီဘယ်လိုပြောမလဲ Natural Football ပုံစံပေါ့နော်အတက်စင်တောက်လျှောက်လို့ပြီးတော့မှကစားသွားတဲ့ဒါမတူညီကွဲပြားတဲ့အမြင်ပေါ့ Chelsea နောက်ပိုင်းပွဲစဉ်တွေမှာဆိုတာစစ်တူလဲ ပြောဖြစ်ပါတယ်ဒီကိုက်စီတိုရဲ့နော်လာဗီယာရဲ့လာဗီယာပါလာတဲ့အချိန်မှာဒါကိုက်စီတိုအတွက်အများကြီးထောက်ပံ့ပြုသလိုဒီကွင်းလယ်ဦးချောင်းတိုက်စစ်တွေလည်းအများကြီးလမ်းပွင့်သွားတယ်ဆိုတဲ့အချိန်တွေပေါ့လေမင်းတို့ကတော့ချဲစီရဲ့တိုက်စစ်သွားပုံတွေကမတူညီတဲ့ပုံစံလေးသွားတွေ့ရအောင်နော်ရစ်ဂျင်းကိုဒီတကယ်အတက်ဆင်းလို့ပြီးကစားတယ်ပွဲချီနေအပြောင်းလဲလုပ်သွားတာကြောင့်လည်းဒါရစ်ဂျင်းကနေတဆင့်ပေါ့နော်ကန်တီပီလိုက်တဲ့ဘောလုံးကိုခကူရဲလာကခေါင်းတိုက်တွင်းသွားတယ်အဲ့ဒီတိုင်ခင်ဒါရစ်ဂျင်းတလုံးလုံးသူကန်တဲ့ဟာလေဒါတိုက်ထိသွားတာပေါ့လေဒီဘက်မှာကြည့်လိုက်တော့ တာဖြစ်ချင်းရဲ့အခက်ကဏ္ဍတော်တော်လေးအရေးပါတဲ့အခိုက်အတန့်တွေတွားပြီးတော့မှတွေ့ရတယ်စီတူရောဒီအပေါ်ဘယ်လိုမြင်လဲမသိဘူးညီဟုတ်ကဲ့ resense ကသူ့ရဲ့ quality ပိုင်းအရာဆိုရင်ဒါကမ္ဘာထိတ်တန်းညာနောက်ခံအဆင့်မှာရှိနေတော့ပေါ့နော်ဒါပေမဲ့ physicality ကြောင့်သူ့မှာအကန့်အသတ်တွေအများကြီးရှိနေတာပေါ့လေအဲ့တော့ဒီလိုမျိုးသူ့ရဲ့ attacking စွမ်းဆောင်ရည်ပေါ့လေတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကောင်းကောင်းထုတ်ပြလို့ရတဲ့ပွဲတွေမှာသူ့ရဲ့ခြေစွမ်းကြွရွနေတယ်လို့မြင်ရတယ်အဲ့တော့ဒီပေးသွားတဲ့တင်ပေးသွားတဲ့အလုံးကတော်တော်လေးကိုကောင်းတယ်အဲ တာမန်ခံစစ်တာမန်ညာလောက်ခံတယောက်အနေနဲ့ဆိုတော့ဒီလိုအလုံးမျိုးတွေမြင်မှာမဟုတ်ဘူးလွတ်အောင်ပြနေမှာမဟုတ်ဘူးဒါပေမဲ့ဒါအလဇနာအန်နူရိုပြီးတော့ဒီ reach တို့လို level တွေကတော့ဒီလိုမျိုးပြေဖို့မှုတွေပြစ်လုံးနိုင်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ level ကြောင့်ရရှိသွားတယ်ကူကူရီယာကလည်းတော်တော်လေးကိုကောင်းပါတယ်ဒီနောက်ပိုင်းမှာတော့ shock ဆိုသလိုတိုက်စစ်ကိုအကူအညီပေးနေတာပေါ့နော်ဒါပေမဲ့ reach ရခန်းစစ်ပိုင်းမှာတော့အနည်းငယ်ပြဿနာရှိခဲ့တယ်ပြောမယ်ဆိုရင်တော့ကူကူလွတ်သွားတဲ့အချိန်ကြီးတွေကျွန်တော်တို့မြင်ရတယ်ပေါ့နော်ပုံမှန်ထပ်ပုံမြင်ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ reach အနေနဲ့သူ့ရဲ့ physical ဘိုင်းမှာသူ့ရဲ့တန်ရာပြဿနာအပေါင်းများစွာကြောင့်တော်တော်လေးကိုအကန့်အသတ်ရှိသွားခဲ့ပြီလို့ပြောရလိမ့်မယ်အဲ့တော့အခု Enzo Morris ကသူ့ကိုတောက်လျှောက်သုံးတဲ့ပုံစံလေးကတော်တော်လေးအဲသဘောကျဖို့ကောင်းပါတယ် Enzo Morris ကစီရထူးထူးခြားခြားသဘောကျစရာအချက်တခုပေါ့နော် region ရဲ့ physical ပုံစံကိုသူနားလေထက်တွက်ထားပြီးတော့သူအားတာမဲ့ပုံစံလေးတွေကိုဒီပို့ပေးတယ်တိုက်စစ်မှာအများကြီးမပြေရအောင် ပြီးတော့ဒီ attacking သက်ဆောင်တွေကိုလိုက်လာတဲ့အခါမှာသူ့အနေနဲ့ပို့ပြီးတက်တောင်းတက်တာရှိတယ်ဒီ twin back ကိုတောင်မန်း white ပုံစံမလိုက်ပဲ twin back ကို စားစီတာမျိုးဒီအရာလေးတွေကျွန်တော်တို့ဟိုတွေ့ရတယ်ဗောနော်အဲ့တော့ rechange ကတော့ဒီပုံမှန်ကြက်ခိုင်မှုပြန်ရောက်ဖို့တော့မလွယ်တော့ဘူးလို့ယူဆရလဲမယ်တော့အဲ့လိုမျိုးပြန်ရောက်နိုင်တယ်ဆိုရင်တော့တကယ်အကောင်းဆုံး Chelsea ရဲ့ရွေးကိုရွေးရမယ်ဗောနော် Kainsi တို့ညာနောက်ခံပို့နေရတယ်ဆိုတာ rechange ကိုပဲလုံးဝတသမတ်တထားတဲ့ပုံစံမျိုးမှာရှိတယ်တော်တော်လေးကိုကောင်းတယ်ဒါပေမဲ့လည်း physicality အားနည်းချက်ကြောင့်သူ့မှာအားနည်းချက်တွေအများကြီးပွင့်ထွက်နေတာကိုမြင်ရပြီးတော့အဲ့တော့ဒီအခြေအနေကတော့ Chelsea အတွက်တိတ်မကောင်းလို့ပြောရပါလိမ့်မယ်ပေါ့ ဟိုနောက်ထပ်အခု Manchester United ပဲလဲပြောကြည့်ရပါဘူး Manchester United မှာကတော့ဒီပေးလိုက်တဲ့ဂိုးမှာဒါလူကကစားတဲ့အားနေတာလေးတွေတွေ့ရလာမှန်းတယ်ဒါပေမဲ့တပွဲလုံးတိုက်တာနေနဲ့အကြည့်မယ်ဆိုဒီခန်းစစ်မာယူနဲ့စာရင်ဒီတိုက်စစ်ပိုင်းအတွက်စိုးရိမ်စိတ်ကတော့ပုံပြီးတော့မှများတယ်တိုက်စစ်ပိုင်းမှာတကယ်ကိုဘယ်လိုပြောမလဲအဆုံးသတ်မဲ့ကစားသမားမရှိတဲ့အချက်ပေါ့နော်ဟိုလိုင်းမင်းတို့ကကစားသွားတဲ့ပုံစံဆိုရင်လည်းဒါ မထူးခြားဘူးเนาะဒါသူ့ပုံစံမြင်နေရတဲ့ဟာပဲဘလို့မှအလုံးမဖြစ်တဲ့ပုံစံကိုတွားပြီးတော့တွေ့ရယူနိုက်တက်ရဲ့ဒီတိုက်စစ်အခြေအနေပေါ့လေအထူးမြတ်တာယူရိုပါလိဘူလူဘွဲအတွက်လက်ရှိတိုက်စစ်အစုဘွဲတိုက်စစ်အခင်းကျင်းမှာဘာရီလိုအပ်ချက်ရှိနေမယ်ထင်တယ်စီလူအဓိကတော့တိုက်စစ်အထောင်ကစားနေဝိုင်လန်ရဲ့လိုအပ်ချက်ပေါ့နော်ဝိုင်လန်ကကိုယ့်ကိုယုံကြည်မှုမရှိတဲ့အပြင်ကိုသူလုံးဆရာရှိတယ်အလုပ်တွေမလုပ်ပဲနဲ့အရန်နေတခြားအလုပ်တွေပိုလုပ်နေတာပေါ့နော်ဒီဘောလုံးဘောလုံးရရှိဖို့အတွက်တောင်းပန်နေရအရန်ထွက်တာ အပြီးတော့ဒီ tackling တွေ light လုပ်နေရ physical battle တွေကိုဒီ penalty area ထဲမှာ तू ကိုးရဖို့အတွက်ပြိုင်မဲ့ခံစင်မှုတွေနဲ့ physical battle လုပ်ရမယ်အစား तू တခြားအလုပ်တွေရှောက်လုပ်နေရမျိုးကျွန်တော်တို့မြင်ရအဲ့တော့ရောတော့ဖြစ်နေပြီးတော့ဘယ်နေရာမှာမှအသုံးမဝင်တဲ့ပုံစံမျိုးတစ်ဖြည်းဖြည်းနဲ့ဖြစ်လာနေရပေါ့နော်အဲ့တော့ဒီဘွဲတစ်ဘွဲလုံးမှာဆိုရင် तू body ခုပြီးတော့ body ပဲခုနေပြီးဘာလုံးမှမဖြစ်လာတဲ့ action တွေကို तू set တိုက်ဆိုသူလို့လုပ်ခဲ့တယ်အဲ့တော့ ကျွန်တော်ဆိုအကြံကုန်ဂလုံးစားချက်ဖြစ်နေတာပေါ့နော် while line နေပွဲရလဲသူစီဘောလုံးကလည်းမရောက်သူကထွက်ယူတော့လည်းအဆင်မပြေအစားရှိသဖြင့်ဒုက္ခမျိုးစုံရောက်နေတာကိုတွေ့ရအဓိကကကျန်တဲ့နေရာလေးတွေတိုးတက်မှုရှိတယ်ဥပမာ win bus တွေပြီးတော့ဒီ inside forward နေရာဖြစ်တဲ့ဒါ missing mount နဲ့ armadia လို့ဆိုတာတွဲကစားလေးမရှိရကစားသမားတွေဒါပေမဲ့သူတို့ဒီပွဲမှာဆိုရင်တော်တော်လေးအလုပ်ဖြစ်အောင်ကစားနိုင်တာတွေ့ရတယ် bruno fernandes ရဲ့ key pass တွေတောက်လျှောက်ထွက်နေတော့မယ်အဆင်ပြေတယ်အကုန်လုံးကဒါပေမဲ့အဲ့ဒီ tight set အထောင်ကတော်တော်လေးကိုစိုးရင်စရာကောင်းတဲ့အခြေအနေနဲ့ရုံးကန်နေရတာကို တွေ့မြင်နေရတယ်ပေါ့နော်အဲ့တော့ Europa League final အတွက်လည်းဒါဆိုရင်စရာတစ်ချက်ဖြစ်တယ်တခုတော့ရှိတာပေါ့ Sparkan စစ်ကတော့တော်တော်လေးအားနေတယ်မှာပါတယ်ကစားတာအဲ့တော့ပြောလင်းချက်ရှိတယ်အမားများတယ်ပေါ့လေ Sparkan စစ်က Chelsea ကန်စစ်ကအမားများတယ်ဆိုပေမဲ့ဒီလိုဒီနေ့ပွင့်လာဆိုရင်ဒီ white land နေနဲ့တိုဆင်လို့ပြီးတော့ဒီဘက်ကခိုးဝေးလို့ကို physical battle လို့ဘုကြိုးစားနေရတဲ့သူ့အနေနဲ့အဲအမားတွေဖြစ်လာအောင် force မလုပ်နိုင်ခဲ့ဘူးအဲ့တော့တော်တော်လေးစိုးရိမ်ရမယ် ဒီတိုက်စပိုင်းစွမ်းဆောင်တယ်လို့ပြောရတယ်မကျန်တဲ့နေရာကြီးကအဲ့လောက်ကြီးပြဿနာမရှိဘူး United မနေ့တော့ကစားတော့ဆိုရင်ဒါ Amorin ပွဲပြီးမှပြောသလိုပဲရှုံးတာတော့ရှုံးတာပဲဒါပေမဲ့တခြားရှုံးပွဲတွေနဲ့ဒီပွဲကမတူဘူးဆိုတဲ့ဇာကားပေါ့နော်အဲ့တော့အဲ့ဇာကားကမန်တော့မန်လေပြီးခဲ့တဲ့အပတ်မှာပြီးခဲ့တဲ့အပတ်ကရှုံးပွဲမျိုးနဲ့အခုဒီရှုံးတဲ့ရှုံးပွဲမျိုးဒီခြေစွမ်းပိုင်းဆိုင်ရာတော်တော်လေးကိုမတူဘူးအထူးသဖြင့်ပထမပိုင်းမှာ ပြသခဲ့တဲ့ United ခြေစွမ်းကတော်တော်လေးအထင်ကြီးစရာရှိတယ်ပေါ့နော်သူတို့ရဲ့ level နဲ့ရှင်အထင်ကြီးစရာတချို့ရှိတယ်ပြောလို့ဆိုယူပါလီမှာမြင်ရတဲ့ခြေစွမ်းမျိုးကျွန်တော်တို့ပြန်မြင်ရတယ်အဲ့တော့ပြောမယ်ဆိုရင်တော့ United အနေနဲ့တိုက်စစ် wide line ကိုဘယ်လိုလုပ်မလဲထဲထဲတောင်မကန်တော့တဲ့အခြေအနေကြီးဖြစ်မလားပေါ့နော်အဲ့တော့ဒီတပွဲမှာတော့ဘယ်လိုဖြစ်လာမလဲတော့စောင့်ကြည့်ရမယ် United အားနဲ့ချက်ကတော့သိကြတယ်အဲ့ဒီနေရာကျန်တဲ့နေရာရဲ့အရာရာတော့လည်းသူတိုးတက်လာရှိပေမဲ့အဲ့ဒီနေရာကတော့ လောကတိုးတက်ခြင်းမရှိဘဲနဲ့တဖြည်းဖြည်းနဲ့နောက်တော့ပြန်ဆုပ်သွားတဲ့အခြေအနေမျိုးဖြစ်နေအောင်တွေ့ရတယ်။တခုတော့ရှိရယူပါလီနဲ့ပတ်သက်ရင်တော့ Wildland ယူပါလီမှာခြေစွမ်းပူပြလေးရှိတဲ့အချက်တခုတော့ရှိတယ်ပေါ့နော်။အဲ့တော့ဒီတစ်ချက်ကလည်းလိုချင်တာကတော့ဒိုက်စစ်အထောင်လေးနဲ့အဆင်မပြေဘူးလို့သုံးသပ်ချင်ပါတယ်ကို။ နောက်ထပ်ကိုမကြီးမှာမြင်ရတဲ့ဂျူနက်တက်မှာမြင်ရတဲ့ဟာလေးပေါ့လေမခွာရကတကယ်အရေးအကြောင်းရင်ဆိုရင်တိုက်စစ်မှာသုံးလို့ရနိုင်တဲ့ပုံစံမျိုးတော့မြင်လာတာပေါ့လေပထမတော့ဒီ option ကြီးကဟာတာဟာတာလိုမျိုးဖြစ်နေရောလေမခွာရတက်ရှစ်တက်တယ်ဆိုတာဟိုဘယ်လိုပြောမလဲအရင်တော့ sample လို့ပါလို့ platform မှာရှစ်တက်တဲ့ပုံစံမျိုးနဲ့တွားပြီးမှပြောစရာရှိတယ်မခွာရကြောင့်နည်းနည်းလေးရည်စရာဖြစ်နေတယ်ဒါပေမဲ့တကယ်တမ်းကျတော့မနေ့ကဆိုရင်မခွာရတော့အဲ့လူကြုံတဲ့ပုံလုံးဆိုရင်တကယ်ကို order margin လေးပဲ ်ဟိုဘယ်လိုပြောလဲတုံတောင်ဆိုရင်လူမြင်ခွင်းနဲ့ဆိုရင်တော့ဒါ live span တယောက်အနေနဲ့ဆိုရင်ဒီလိုဘောလုံးမျိုးကဒါဂိုးပေးရမယ့်အနေအထားမျိုးဒါပဲအခုကတော့ဒါဘယ်လိုပြောမလဲတုံးတဲ့နည်းပညာရလဲအစင်းမြင့်တဲ့အတွက်လူကျွန်တဲ့အနေအထားလေးကဒါကန်ဆယ်ဖြစ်သွားတာပြောချင်တာမကွဲရရဲ့ဒီတိုက်စစ်အမြင်တော့မှအများကြီးတိုးတက်လာတဲ့ချက်ပေါ့လေဒီချက်ကရောဒါယူနိုက်တက်အတွက်တာတူလေးထောက်ပြုမယ်လို့ကိုကတော့ထင်တယ်ဘာလို့လဲဆိုတော့ဒါယူရိုပါလိမှာလည်းမကွဲရရဲ့ခန့်ကန်တာတော်တော်အရေးပါနေတာ ਉਹ ဒီပုံကိုလည်းစစ်သူဘယ်လိုမြင်လဲမသိဘူးကြီး ဟုတ်တော်တော်လေးအရေးပါပါလေသူအနေနဲ့ two way ပေါ့နော်ခန်စစ်ကနေဘောပရိုဂရက်ဆာအနေနဲ့လေကောင်းကောင်းလုပ်ပေးနိုင်တယ်သူခန်စစ်အလုပ်ကိုလည်းတော်တော်လေးကောင်းကောင်းလုပ်ပေးနိုင်တာတွေ့ရတယ်ပြီးတော့အပေါ်အနေနဲ့အဲ့လို set piece တွေ second ball အခြေအနေတွေမှာတိုက်စစ်ကိုကူညီပေးနိုင်တာလည်းတွေ့ရတယ်ပြီးတော့ line နဲ့ပွဲတော်လိုမျိုးပေါ့နော် show နေပြီးလောက all out အထက်လောက်ရမယ့်အခြေအနေမှာ तू အပေါ်တိုက်စစ်ကတောင်မှတယောက်နေနဲ့ဝင်ကစားပေးတာလေဒါအခုမှမဟုတ်ဘူးပြီးခဲ့တဲ့နှစ် tank hack ဒီ available ပွဲဒီမှာလည်းအဲ့လိုမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့ဒါတော်တော်လေးအသုံးဝင်တဲ့လက်နက်တစ်ခုပဲမကွာရလက်ရှိခြေစွမ်းရတယ်တော်တော်လေးကို တည်ငြိမ်နေပြီးတော့အဲဒီ United အဓိကခိုး3 3ယောက်ပေါ့နော်ပြောမှဆိုရင် Maguire ရဲ့ Casemiro ရဲ့ Bruno ရဲ့အဲ့တော့အသင်းကိုဒီ3ယောက်ရဲ့အုပ်ထားနိုင်မှုဒီ3ယောက် commanding ဖြစ်မှုကတော့ Manchester United တော်တော်လေးအကူရလည်းနဲ့တူဖြစ်နေရတယ်ဟုတ်ကဲ့ပါဒါ United ပွဲနဲ့ပတ်သက်ပြီးတော့ဒါစီတူသုံးသက်သွားပြီးရပါဘူးလေ Chelsea ကတော့အခုဆောင်းရံပြောလို့ဒီနိုင်ပွဲကြောင့်ဒါ Champions League ဝင်ခွင့်တော်တော်ကြီးကိုအရေးပါသွားတဲ့အနေထားတကယ်တည်း ယူနိုက်တက်ကိုတော့မနိုင်ခဲ့ဘူးဆိုရင် Chelsea ကနောက်ဆုံးပွဲစဉ်ကို Nottingham Forest ကိုနိုင်ခဲ့ရင်တောင်းမှဒါတခြားပွဲရလက်တွေကိုကြည့်ရမယ်အနေထားပေါ့လေအခုကတော့ဒါအဆင့်5ကိုသူ Nottingham Forest ကိုအနိုင်ခံတာနဲ့ရဖို့တော့တေချာသွားပြီ Nottingham Forest ကိုတော့မဖြစ်မနေနိုင်ဘူးလို့သိရပါဘူးเนาะဒါကတော့ Chelsea နောက်ဆုံးဖြတ်တန်းရမယ်အခြေအနေတကူ Chelsea မှာဒါမင်းတို့ကဒါမြင်ရတာဆိုတော့ Matuidi လည်းပြန်ပြီးပုံမှန်ချပြန်ရသွားလာတော့မသိဘူးပေါ့နော် Matuidi လည်းဘယ်လိုပြောမလဲပုံမှန်မြင်နေကြ Matuidi ပြန်ဖြစ်သွားပြန်ပြီပထမတော့ဘယ်ချမ်းလေးဒါအဆင်ပြေတယ်အဲ ေးတော့ကကြတော့လေဘာလို့ဒီတော်တော်ကြီးကိုစိတ်ပြည့်စရာခြေဆွဲမျိုးလဲပြတ်ဖြစ်သွားတာပေါ့လေအဲအဲ့ဒါလေးလည်းပတ်သက်ပြီးအောင်ပါလို့ညီအပိတ်နေတဲ့ချက်တော့ပြောပြအောင်ချက်စီနဲ့ပတ်သက်ပြီးအောင်ပါလေ အင်းချင်းစီကတိုက်စစ်ကိုမနေရပုံမှန်လောက်အရင်အရင်လောက်အားမထားတဲ့အတွက်နည်းနည်းလေးပတ်တန်နေပြတ်တယ်သူသဖြင့်ကိုဘာမာရောအန်ဆိုဖာနန်ဒက်စ်တို့ရဲ့အန်ဆိုဖာနန်ဒက်စ်ကိုခန်းစစ်ကိုပို့ပြီးအားလုံးဆက်ခိုင်းထားတဲ့အခြေအနေမှာရှိတဲ့အတွက်ချင်းစီရဲ့ပတ်တန်နည်းနည်းပြတ်နေတယ်မာတူကြီးရဲ့ခြေစွမ်းတော့ကျွန်တော်ပြဿနာလို့မမြင်ဘူးပေါ့နော်သူပဲတောင်းမှမှသူနဲ့ပို့လိုက်တယ်လို့ယူဆတယ်တချို့အခြေအနေမှာတော့ကျွန်တော်တို့ ပြောမယ်ဆိုရင်သူရှာရှည်ပြီးတော့လျှောက်ပလာတာများနေရမျိုးတွေကြောင်းအခြေအနေမကောင်းတာမျိုးပေါ့ဒါပေမဲ့နေရာယူဟာအဖြစ်တော့တော်တော်လေးအဆင်ပြေတာတွေ့ရတယ်ပြီးတော့ကူကူရီယာရှေ့တက်လာမှုအတွက်လည်းဒီမဒူခီယာဝိုက်ပုံစံနေနိုင်ကူကူရီယာရှေ့ကိုပို့ပြီးတော့အထူးသဖြင့်အထက်ကိုဝင်ပြီးတော့ပို့ပြီးတော့လုံနိုင်တဲ့အခြေအနေမျိုးတွေ့ရတယ်အဲ့တော့ချဲစီအနေနဲ့လိုအပ်ချက်တွေတော့အများကြီးရှိသေးတယ်အထူးသဖြင့်သူတို့ရဲ့တိုက်စစ်အထောင်ပြဿနာကြောင့်ပြီးတော့ကိုပါမချေစွမ်းကြာဆင်းမှုကြောင့် တော်တော်လေးပြဿနာရှိတယ်ဒါပေမဲ့လည်းမနေ့ကပြသွားတဲ့ခြေစွမ်းအတူတူဖြင့် United ကိုအနိုင်ယူဖို့တော့လုံလောက်ခဲ့တယ်သူတို့ရဲ့ခြေစွမ်းကပြီးတော့တယောက်ချင်းစီကြည့်မယ်ဆိုရင်အမားယွင်းအများစွာကျူးလွန်နေကြအသင်အမားယွင်းနဲ့သိမ့်မမြင်ခဲ့ရဘူးပေါ့နော်အဲ့တော့ဒါကတော့ Chelsea ရဲ့ကောင်းတဲ့အချက်ဖြစ်ပြီးတော့ကန်တရားလေးရလည်းသူတို့ဘက်မှာပေါ့နော်ရှိနေတယ်ပေါ့လေဒီလိုအချိန်မှာဒီလောက်ညင်းနဲ့ United နဲ့လာတွေ့နေရတာသူတို့အတွက်တော်တော်လေးအဆင်ပြေစေရပေါ့။နှုတ်မဆိုဒီပွဲမှာရလက်ဆုံးရှုံးခဲ့တယ်ဆိုရင် United ကနောက်ဆုံးပွဲမှာ Aston Villa နဲ့တွေ့နေမှာဆိုတော့အဲ့လိုမျိုးပေါ့ဇလန်းလေးကနည်းနည်းလေး ရှုပ်သွားမယ်အခြေအနေမှာရှိတယ်เนาะအခုတော့တို့နိုင်ခဲ့ရဲဆိုတော့ဘာပြောချန်ပီယံလိဂ်ဝင်အတွက်တော်တော်လေးကိုအားကောင်းသွားပြီလို့ပြောရပါလိမ့်မယ်ဟုတ်ပါဒါအခုနောက်တစ်ပွဲလေးသွားကြတော့ဗောမနေ့ကကစားသွားတဲ့နောက်တစ်ပွဲမှာကျတော့လေဒါချန်ပီယံလိဂ်ဝင်အတွက်အမှတ်လူနေတဲ့အစတော်ဗီလာကယူရိုပါလိဘောလုံးပွဲရောက်နေတဲ့တော်တင်ဟော့စပါကိုပဲငကူကူမရှိနဲ့အနိုင်ရသွားတယ် ဒါအက်စတိုမီလာမှာမန်နေဂျာမဆိုရင်ဒါလိုင်းနက်အရတော့အရင်ကြီးတောက်တင်းတဲ့လိုင်းနက်တော့မဟုတ်ဘူးလေအထူးဖြင့်ထီလီစမန်မပါတဲ့ဟာလေးကတော့နည်းနည်းလေးစိုးရိမ်စရာရှိတဲ့အခြေအနေလို့မြင်ရပေမဲ့တကယ်ကစားတဲ့အခါမှာတော့ဒါအက်စတိုမီလာတကယ်လိုအပ်တဲ့နိုင်ပွဲတွေလိုအပ်တဲ့ twin goal တွေကို twin နိုင်ခဲ့တယ်ပေါ့လေဒီပွဲလေးကိုလည်းစီလူတုံးတော့ပြပါဦးညီအဲဗီလာကစားတာရန်ကောင်းတယ်ပေါ့နော် United ပွဲတော့အများကြီးကြည့်လို့ကောင်းတယ် Villa ကချဲစီရော United ကိုအထပ်ပို့ပြီးတော့အသင်းကြီးပုံစံပြနိုင်တယ် စပါးထက်ကောထက်ပေါ့နော်အဲ့တော့စပါးကတော့အရင်ကစားသမားရဲ့အများကြီးသုံးသွားခဲ့တယ်ဒါပေမဲ့စပါးကစားလည်းတော်တော်လေးကြီးလို့ကောင်းတယ်ပထမပိုင်းမှာဆိုရင်ကျွန်တော်တို့ဖီလာဘက်ကိုတော်တော်လေးအနေနဲ့အများကြီးထူပေါင်းမှုတွေလုပ်ခဲ့တယ်အထူးသဖြင့်အဲဒီစွန်အောင်မေလွတ်သွားတဲ့အချိန်နေပြီးတော့အိုတိုဘဲဒီနောက်ပေါက်နဲ့တွင်လိုက်တယ်လုံးပေါ့နော်အဲ့လုံးဆိုတော်တော်လေးကိုလာတယ်ခန်းစစ်ကနေစွန်အောင်မင်းမထိုင်းစတဲလ်အပီရဒီအိုရိုဘဲရိုတို့ရောက်ဒီလှုပ်သွားတာဘောနော်ဝင်သွားခဲ့ရင်ဒါ goal of the season နဲ့မှာပါလာမှာလို့ပြောရတယ် သုံးလေးချက်နဲ့တကယ်ကိုခန်းစစ်ကနေလိုက်စစ်ကိုအသွင်ပြောင်းပြီးတော့ဟိုဂိုးလုံးနေနေဖြစ်ခဲ့တာ Villa 39 Premier League ရဲ့အမြင့်ဆုံး highlight တွေတည်းကတစ်ခုဖြစ်တဲ့အတွက်အဲ့ဒီပြဿနာတော်တော်လေးစိုးရင်ရတယ်တော်တော်လေးဒုက္ခပေးခဲ့တယ်ဒါပေမဲ့လည်းဘာပဲပြော Villa ရဲ့တိုက်စစ်ဆွမ်းဆောင်မှုနဲ့ overall ဆွမ်းဆောင်မှုကစပါးတဲ့အဆဆရရသာလွန်ခဲ့တယ်အထူးသဖြင့်ဒီနေ့ပွဲမှာဆိုရင်ဒါကွင်းလယ်မှာကစားတဲ့ Onana အိုလန်နာတန်ရရသွားခဲ့တာက Villa ကိုတော်တော်လေးကိုဒုက္ခရောက်ခဲ့စေတယ်အဲ့တော့အခုသူရှိနေခြင်းက Villa ကတော်တော်လေးကိုကစားအား တက်လာတော့တွေ့ရတယ်ပြီးတော့သူ့ရဲ့ pass တွေပုံမှန်အပြင်သူ့ကိုအလောက်ကြီး pass master ပေါ့နော်음သူ့အသင်းနဲ့ကစားသမားနဲ့ချိန်ညရမယ်ဆိုရင် Tillemans လို့သူပုံစံမဟုတ်ဒါပေမဲ့ဒီပွဲမှာဆိုရင် Tillemans တာဝန်ယူထားတဲ့ pass ပုံစံမျိုးတွေသူအများကြီးပြေးသွားနိုင်ခဲ့တာကိုတွေ့ရတယ်အဲ့တော့တခြားကြည့်မယ်ဆိုရင် Villa Queen လဲမှာ Bubaka Camara Onana Tillemans အစားရှိတဲ့ပြင်တော်တော်လေးစိတ်ချရရတယ်တော်တော်လေးအားကိုးရတယ်ကစားသမားတွေပုံနေတာကိုမြင်ရတယ်အဲ့တော့အဲ့ဒီအားကပဲဒီလိုပွဲကြီးမှာဒီ Tillemans မပါဝင်တိုင်းနိုင်သည့် တိုင်အောင်ပေါ့နော်တော်တော်လေးကိုအဆင်ပြေစေခဲ့တယ်ပြီးတော့တိုက်စစ်မှာမာကိုအဆန်စီကိုသူ့ရဲ့အလှုပ်အယွေနဲ့တော်တော်လေးခြေစွမ်းပြခဲ့တယ်ပေါ့နော်သူနံပါတ်10လို့မှာပွဲထွက်လာတယ်အချိန်လုံးဘယ်ရောညာတော့သူချိန်ပြီးတော့ပုံစံမျိုးစုံနဲ့ကစားတယ်ထုံးစံနဲ့သူ့ရဲ့ကန်သွင်းချက်တွေနဲ့ကောင်းမွန်တဲ့ကန်သွင်းချက်တွေနဲ့အသင်ကူညီပေးတယ်ပေါ့နော်အဲ့တော့ပထမပိုင်းမှာလေကဒီဖီလာနေနဲ့အပါရခဲ့တာဒုတိယပိုင်းမှာတော့ပို့ပြီးတော့တည်သားခဲ့ပြီးဂိုးလဲစောစောရရသွားတာပေါ့လေဂိုးလဲစောစောရရသွားတော့ဒီဂိုးကတော့ကွန်ဆာကဒီတောင်းကန်ဘောကနေတဆင့် သွင်းယူခဲ့တယ်။အဲ့ကွန်ဆာရသွားတဲ့ကိုးနောက်ပိုင်းမှာတော့စပါတာဘာမျိုးလဲကျွန်မမရှိတော့ဘူး။ပြီးတော့အဲဒီမော်ဂန်ရော်ဂျာစီဖန်ဒီပွေးမွားတဲ့တစင်ကာမရာနောက်တစ်ခုထပ်သွင်းတယ်ပေါ့နော်။အဲ့တော့ထူးစီးနဲ့ပွဲရပြပြတသားဖြစ်သွားတယ်။အဲပြောမယ်ဆိုရင်တော့ Villa ကတပွဲလုံးသူတို့ရဲ့ style အတိုင်းထိန်းကစားနိုင်ခဲ့ပြီးတော့ AAC စီပွဲထိန်းကြောင်းပြီးကစားသွားတယ်။ Watkins လည်းတပွဲလုံးကစားတာကောင်းတယ်။ Asensio နံပါတ်10လို့မှာပိုပြီးခြေပေါ်လာတွေ့ရတယ်။ Morgan Rogers ကတော့ပေမှာကစားတင်တယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုအဲ့ Morgan Rogers ညာမှာရှိပြီး McGinns ကပေတော်မှာရှိနေရကြီး အရင်တော့လို့ Magins ကဘယ်မှာရှိပြီးတော့ Wagner Rogers အလဲမှာသူမဟုတ်ဘယ်မှာရှိနေတဲ့မကောင်းလို့ကျွန်တော်ယူဆရတယ်ဒါပေမဲ့ Unai Emery ဘာလို့အဲ့လိုသုံးလဲဆိုတာကျွန်တော်စဉ်းစားနေတယ်ဒီသူစသုံးတဲ့ပွဲတွေဒါပေမဲ့အခုထိကျွန်တော်တော့အဖြစ်မပေါ်သေးဘူးခန်စစ်ပိုင်းအရာတော့ပို့ပြီးတော့ချစ်လက်တာမျိုးလေးတော့ရှိတယ်ချစ်လက်တာမျိုးလေးရှိပေမဲ့ကျွန်တော်ပုံတော့မပေါ်သေးဘူးအခုပုံစံနဲ့ဆိုင်တော့ Rogers ကိုတခြားနည်းလမ်းနဲ့သုံးတာပိုကောင်းမယ်လို့ထင်တယ်အခုပုံစံလည်းကောင်းတော့ကောင်းပါဒါပေမဲ့တခြားနေရာမှာဆို Rogers ကဒီချက်ပိုကောင်းတယ်လို့ထင်တယ်နော်အဲ့တော့ ဟိုဒီ vlive ပွဲမှာတော့ဒီအရာလေးမြင်ခဲ့ရတယ်ပြီးတော့ဒီအသင်းရဲ့ကိုသမားပေါ့နော် Martinez ကရာဒီကောမှာထွက်ခွာတော့မယ်ဖြစ်တဲ့အတွက်ဒီသူ one ballan နဲ့နှုတ်ဆက်နေရမျိုးတွေတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့လေ vlive အတွက်တော့ champion league ဝင်ဝင်အတွက်ရေးပါတယ်နိုင်ပွဲတစ်ပွဲပါလက်ဦးမှုရယူထားပြီပေါ့လေပြီးတော့နောက်ဆုံးပွဲလည်း Manchester United နဲ့ဆိုတော့ဘာပြောဒီအိတ်ထရဖားလိုမျိုးထုတ်ရိုက်နိုင်မလားပေါ့နော်ဘာပြော Villa ရဲ့ဒီပွဲစဉ်စရာနဲ့လက်ရှိရထားတဲ့ဥဆောင်မှုကတော့ တော်တော်လေးချန်ပီယံလိုဝင်အတွက်အသက်ရှိနေပါဟုတ်ပါတယ်ဒီနိုင်ပွဲလေးကလည်းအစတိုဗီလာအတွက်အများကြီးအရေးပါတယ်ရာသီပိတ်ပွဲစစ်မှာလည်းနောက်ထပ်ယူရိုပါလိပူရူပွဲရောက်ထားတဲ့နောက်တစ်ချိန်ကျတဲ့မန်ချက်စတာယူနိုက်တက်နဲ့ကစားရမယ်ဆိုတော့ ဟိုပုံဒီစပါနဲ့ပွဲလောက်ထိတော့လွယ်မှာတော့မဟုတ်ဘူးစပါနဲ့ပွဲကတော့စပါအတန်ရှင်းတယ်ဒါ second line နဲ့တည်းပဲတုံးသွားတာဒီခါစက်ဆမာဇရီကီလွန်တို့ဒါဘယ်လိုပြောလဲဥစားပေးကစားကမ်းမှာတော့ဒါဆော်မီပေါ့ဆော်မီတော့မှဒဏ်ရာပြန်လဲတက်တာကစားမဟုတ်ဘူးဒါဖွဲ့ချင်မိနစ်လိုတယ်ဒီလိုပါလိဘူရူဝဲမတိုင်ခင်ပွဲနဲ့ဒါနည်းနည်းထိပြီးမှုလိုတဲ့အတွက်ဒီလိုပွဲမျိုးမှာတုံးသွားတယ်လို့ချင်ပါပုံမှန်ဆိုတော့ဒါဆော်မီတော့မှတုံးမှာတော့မဟုတ်ဘူးလေအဲ့ဒါစပါကတော့ဒါရှင်းတယ်ယူရိုပါလိဘူရူဝဲအတွက်ကိုအဓိကရည်ရွယ်တဲ့ line up နဲ့ပဲပွဲထုတ်သွားတယ် ပွဲစပိုင်းလေးကတော့ဒါစီသူပြောသူပဲကစားတော်လေးကောင်းတယ်။ဆော်မင်ကန်နဲ့တို့နောက်ထပ်ဒီဟိုတို့ကနောက်နောက်ပေါ်နဲ့ရိုက်လိုက်တဲ့ဘောလုံးအဲ့ဘောလုံးမှာဆိုရင်နောက်တော့ကဟိုပြန်ပေးဘလို့ပြောပြေးပိတ်သွင်းဖို့ဝင်လာတဲ့တယောက်ကမနှက်တာဘူးနော်အစတူမီလာကစားမတော့တွန်းလိုက်တဲ့ဟာမျိုးဒီအချိန်ကြီးကအမှန်ဒီလာကစားမကလည်းဒါနှက်တယ်ပါနှက်တယ်လို့ဒါပြောရမှာဒီလိုဘောလုံးမျိုးကိုထိုံနဲ့လဲလိုက်တယ်ဆိုရင်ဒါတွန်းတဲ့အရှင်ကြီးပါတဲ့အတွက်ဟိုဘလို့ပြောမလဲ force ပါခြင်းပါမပါခြင်းနေ ဒါလဲချမှာတော့တစ်ဖက်ဒီဘီလာကစားမရဲ့တောင်ဖြစ်တယ်တစ်ဖက်မှာကျတော့ဒီစပါကစားမမနဲ့တဲ့ပုံစံလေးပေါ့တကယ်တမ်းကအဲ့လိုမျိုးပါပါနဲ့နဲ့ဒီ pressure ပေးနိုင်ခဲ့မှာဆိုရင်နောက်ထပ်ဒီဘယ်လိုပြောမလဲ danger ဖြစ်နိုင်တဲ့အခြေအနေလေးကိုဖန်တီးနိုင်မှာဒါစပါတိုက်စစ်ကဒီမပါနဲ့တဲ့အခြေအနေလေးဒါကတော့လူမဆုံးပါလေပါတာပေါ့လေစပါတိုက်စစ်ကတော့ဒီဘလူးဘွဲမှာဆိုရင်တော့ တကယ်ဦးစားပေးကစားသမားတွေပြန်ပါမယ်လို့ထင်ပါတယ်။အစတိုမီလာမှာကတော့ဒီခွင့်လျာကာမရာတော်တော်လေးကိုဒါထင်တာတော့အများကြီးချိန်ဆပြောက်လေ။ကာမရာကအမှန်တမ်းပြောဒီဦးနာနာဒန်ရနေတဲ့အခြေအနေမှာ အစူမီလာရက်လက်ရိုင်သွားမယ်လို့ထင်တာဒါပေမဲ့မရိုင်သွားဘူး။အဲ့ဒီကာလကြီးမှာကြည့်မယ်ဆိုရင်လေဒီကာမရာရဲ့ ဥဆောင်နိုင်မှုကွင်းလယ်ကိုထိန်းချောင်းနိုင်မှုဒီ Thilisman နဲ့ကင်မရာတွဲကစားတဲ့ပွဲတွေမှာကြည့်မယ်ဆိုလဲတော်တော်ကြီးကိုကောင်းတာလေးတွေလည်းဒါအခုတွားပြမှာတွေ့ရတယ်ဒီအတွက်ကင်မရာကိုလည်းဘယ်လိုပြောမလဲဒါချီချူးတင်တယ်လို့တော့အခုထင်ပါတယ်ဒါတော့ဒီ Astrometer နဲ့ Tottenham Hotspur ကိုပွဲနဲ့ပတ်သက်ပြီးတော့ဆီတူပါမြန်ဖြစ်ဆွဲပြောလို့ရှိတယ်လည်းမသိဘူး ဟုတ်ကဲ့ဒီ Unai Emery Aston Villa ကိုတိဆောက်ထားတဲ့ပုံကတော်တော်လေးကောင်းတယ်ပေါ့နော် Unai Emery နဲ့ Munchi နဲ့ပေါ့လေအခုဒါကာမရာဟုဆိုသူတို့အလွတ်ခေါ်လာတာဟိုနည်းနည်းတော့ကြာခဲ့ပြီပေါ့နော်ကာမရာဟုဆိုအလွတ်ခေါ်လာ Unana ကိုလည်းမနစ်ကရှောင်းလိုက်တယ်ပြီးတော့အခုပြန်ရောက်လာမဲ့ဒီအငှားချလာတဲ့ကစားသမားပေါ့နော် Valencia ကိုအငှားချလာတဲ့အဲကစားသမားတွေရှိတယ်ပေါ့နော်ပြီးတော့ပြောမယ်ဆိုရင်သူတို့တိုက်စစ်မှာတချို့သော components တွေရရင် Villa တော်တော်လေးကိုပြည့်စုံမဲ့အခြေအနေမှာ ရှိနေတယ်အဲ့တော့ ဘာပြောဒီစောင်းဖို့တော့အသိမပြုပါမယ်ပြီးတော့ဒီရာသီမှာဆိုရင်ချန်ပီယံလိကောဒါ FA ဘလားမှာရောတော်တော်လေးအဆင်ပြေပြေတီရောက်ခဲ့တယ်ဗောနော်တစ်ချိန်တည်းမှာဒီပရီးမီးယားလိမှာလည်းအခုလိုမျိုးနောက်ဆုံးအချိန်ထိချန်ပီယံလိဝင်ဝင်တိုက်ပွဲတွေမှာရှိနေတယ်ဗောလေအဲ့တော့အဲ့လိုမျိုးပြန်ပွဲ3ရက်လောက်ကိုတည်ငြိမ်ဖို့ဆိုတာမလွယ်ဘူးဗောနော်အဲ့လိုတည်ငြိမ်ဖို့ဆိုတာအသင်းကြီးတွေပဲလုံနိုင်လားအသင်းကြီးတွေပဲလုံနိုင်တဲ့အရာကိုဗီလာကဒါလှုပ်ရှားပြူလာနိုင်ပြီသူတို့ရဲ့လူဝင်အားထဲမှာလည်းအဲ့လိုပုံစံမျိုးလေးကိုတိစောက်လာနိုင်ပြီအဲ့တော့ဒီအချက်ကြီးကစိတ်ဝင်စားဖို့ကောင်းတယ်နောက်ရာသီတွေမှာဗီလာဒီချက် ကြီးထွားမလားပေါ့နော်ချန်ပီယံဆုကြီးတော့သူမပြောမန်းဖို့ခတ်ပါတယ်ဒါပေမဲ့လည်းဒီတက်ပိုကြီးထွားလာပြီးတော့ဒီတက်ပိုကောင်းလာဖို့တာဆူနေမယ်လို့ကျွန်တော်ထင်မိတယ်ပြီးတော့ဒီနှစ်မှာထပ်ပြီးတော့သူတို့ lower deck components တွေကိုဈေးဝယ်ထွက်နိုင်မယ်ဆိုရင် um ဘယ်လောက်ထိကြောက်ဖို့ကောင်းသွားမလဲပေါ့နော်အဲ့တော့အဲ့ချက်ကိုကြိုပြီးတော့ဒီ rely ကစားဟန်အရာနေကျွန်တော်တို့တွေးဆနေမိပါတယ်ပေါ့ဟုတ်ကဲ့ပါဒါမနေ့ကတောက်ကြညမှာကစားသွားတဲ့ premier league နှစ်ပွဲနဲ့ပတ်သက်ပြီးတော့မှဒါ city တုံးသက်ပြီးတော့လာကိုကျေးဇူးထူးတင်ရှိပါတယ်ကျေးရှုပဲအားပေးကြတဲ့ soccer house ပရိသတ်တို့ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ